ဒီဗီဒီယိုကြည့်နေတဲ့သူတွေအတွက်เนาะဒါကိုနဲ့ connection ရှိတဲ့သူတွေပေါ့အဆက်ဖြစ်မယ်ဘယ်လိုမျိုး message ပြီးပြင်ရှင်းနေလဲအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့အင်တာဂျီအောဗာရီဖြစ်နေမယ်ဟောဆော့စ်ဟမ် ာလို့ခြံအောင်ဆိုဖြစ်နေရလဲ။နောက်ကျတော့ဒါနဲ့ထိုးခတ်နေရတဲ့နည်းနည်းစိတ်ပင်ပန်းနေရဲ့နာကျင်နေရဲ့ပုံစံမျိုး judgment ရှိစားဟောင်းအတိတ်ကလူချောင်းမပြရဲ့အဲ့အတိတ်ကလူကလေမင်းဘဝရဲ့ဝင်လိုက်ထွက်လိုက်လုံးနေတူဖြစ်မယ်နော် မင်းဘွားအော်ရာဝင်လာလိုက်ထွက်သွားလိုက်လုံနေတဲ့သူအဲ့ဒီသူကြောင့်မင်းအကျဉ်းချင်းကချင်းနေအဲ့ဆိုတဲ့ပုံစံမျိုးအဲ့လိုလွှတ်ရှားနိုင်လားဆိုရင်မင်းကစိတ်ကမပြတ်သားဘူးဖြစ်နေရယ်နော်အဲ့တော့အဲ့ဒီသူမင်းလွှတ်ရှားနိုင်လားဆိုရင်လည်းမလွှတ်ရှားနိုင်ဘူးတွေ့ဝင်နေရယ်တွန်းဆုံနေရယ်ကိုကိုရိုင်းကအဲ့ဒီသူကိုဒါချစ်တယ်ဆိုရင်ကောင်းစက်တစ်ခုအောင်မှာသူသူကိုနာချင်အောင်ခွင့်ပြုပေးထားတဲ့ပုံစံမျိုးမင်းပုံစံမျိုးက ်အမင်းတို့ညောက်ကြားမှာ comic connection တခုရှိနေတယ်။ comic connection လို့ပြောရမလို့နော်ဝေကျွေးတခုညီမင်းတို့ညောက်ကြားမှာမကြည့်သေးဘူး။အဲ့ဝေကျွေးတခုကြောင့်မင်းရဲ့နာကျင်ရဲ့ပုံစံမျိုးပြရတယ်။အဲ့ဒီသူကလည်းမင်းရဲ့အတိတ်ကသူဖြစ်မယ်။နော်အဲ့တော့မင်းရဲ့အတိတ်ကသူဒါမင်းဘွားတော့ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူကိုယ်ကိုဒိုင်ဟာထက်ခါတက်ခါပြီးနေတဲ့သူတက် အမှန်တော့လေတခါမကကိုတန်ရာပေးနေသူဆိုတာဒါသူဖြစ်ကြောင်မဟုတ်တော့ကိုဖြစ်ကြောင်ပေါ့နော်ကိုကအဲ့လိုမျိုးတန်ရာပေးခွင့်ပြုတ်ထားလို့ကိုကအဲ့တန်ရာရနေတာနော်ဆိုတော့ဘာကြောင့်လူမျိုးနာကျင်နေရလဲဘာကြောင့်လဲဘာကြောင့်ကိုကိုမတွေးတတ်သေးရလဲဘာကြောင့်ကိုကိုဘောင်ဒရီမထားနိုင်သေးရလဲအဲ့သူဘာကြောင့်ကိုစီဝန်လိုက်ထွက်လိုက်လုပ်နေရလဲကိုကိုအမြင်သူ့အတွက်တကားဖွင့်ထားလို့ပေါ့ကိုကဘောင်ဒရီမထားဘူးလीအဲ့သူတကားဖွင့် လာပြီးကိုယ့်ဘဝတော့ဝင်လာတဲ့ God နာရှင်နေရတယ်။အဲဒါတချို့ကြတော့ဒါစူလို့မရဘူးပေါ့နော်။ဘာလို့လဲတချို့ဝေကျွေးနေပါရဲ့အုံနောက်ကမစင်စားမစင်ချိန်နိုင် မချင့်ချိန်နိုင်တော့နော်ဒါအမလားအမှန်လားမတဲခွဲတော့ကိုကဒီအရာကိုဒီလိုမျိုးဖြစ်နေရဆိုတာကိုအနေနဲ့ဒါ used to ပဲဒါဖြစ်နေရပဲဆိုရင်ပုံစံမျိုးကြီးနဲ့ကိုကလက်ခံထားပြီးတော့ရှေ့ဆက်ကြော်ဖြတ်နေအောင်အဲ့ဘာကြောင့်လဲဝေကျွေးရှိလို့အဲ့ဝေကျွေးရမကြည့်သေးဘူး အဲ့ဒါပေမဲ့အဲ့ဝေကျွေးဆိုတာဒီရီရင်ကြည့်မျိုးဝေကျွေးလို့တိတော့ပြီးရေကိုကဒီ connection ကို cut off လုပ်နိုင်စွမ်းရှိရမယ်သူရောက်မယ်နာကျင်နေရွာသူရောက်မယ်ဒါမင်းကထခါ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  lesson နေလုံးလိုက် healing နေ lesson နေတင်လိုက် healing နေလုံးလိုက်ဒါမဲ့သူပြန်ဝင်လာတိုင်းပြန်ပြော fail ဖြစ်လိုက်လူပင်ပတ်နေရောနော်တန်ကြာလဲနေရဘာလို့လဲဒီဝေကျွေးရောက်ဟုတ်ပြီနော် อืมตะไว้ทุยจ้ะดาเลียวสติกาเลียวออกมายามเลยจูอ่ะปั้นเลยมั้ยเอ้าเมนู2หยกจ้ามาเลยลีอภิอะนอกแช่กว่าชื่อกูชื่ออ่ะชื่อกูชื่ออ่ะตีล่ะเอ้อตะหยก2หยกอศีบีบาเลยลูกကိုကဲကျမပေးပြီးတော့မနေထားဘူး။နောက်ကျမှအနောက်ရှက်လေးတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပေးဝင်ထားတယ်ပေါ့နော်။အဲ့အရာလေးကိုကောင်းကောင်း handle လုပ်နိုင်မှရမယ်။ င်းတို့နှစ်ယောက်ကြားမှာမင်းလိုချင်တဲ့ romance ကာလာတကူ right time မရောက်သေးဘူး။အခုချိန်မှာဒါကိုစီကို romance တွေကြုံနေရဆိုရင်တော့မှဒီလူနဲ့ပတ်သက်ပြီးကိုက romance တွေကြုံနေရဆိုရင်တော့မှအဲ့ဒီအရာတွေကဒါကိုကအတုအယောင်တွေပဲအငွေ့လိုပဲပြီးဖို့ဆိုပြောက်သွားပြီးနာကျင်ချင်းတွေထက်ရောက်လာအောင်မယ်။အဲ့ဒီချိန်မှာရီစားအောင်ပြန်လာရင်လည်းမခံနဲ့ဘူးနော်။အဲ့လိုပြောချင်တာ။ ကိုကို self self focus နဲ့နေမရမယ် main ရှိရတော့အရင်ကအရင်တုန်းကအခြေအနေကဒါသူနဲ့မတွေ့ခင်အခြေအနေက main ဒါကိုကို self self focus နဲ့နေပြီးတော့အခုမှ ex ပြန်ရောက်လာပြီးနောက်ပိုင်းတိတ်စိတ်နဲ့ကိုယ်နဲ့မကတ်တာမျိုးကိုတကယ်ဘာဖြစ်ရှင်လို့ဖြစ်ရှင်မှမသိတာမျိုးเนาะအဲ့လိုမျိုးလေးတွေ့နေရကိုတကယ်ဘာဖြစ်ရှင်လို့ဖြစ်ရှင်နေမှတကယ်မသိဘူးကိုကိုလည်းတွေ့ဝင်နေစေပဲသူနဲ့ပတ်သက်ပြီးရှစ်ဆက်သွားမလား ရှိစသွားရှိစသွားခြင်းလို့လက်ခံတာဒါပေမဲ့လည်းအဲ့အရာကိုအနေနဲ့ဒီအဲ့ energy ကကိုမလိုချင်တဲ့ energy ဖြစ်နေတာအဲ့တော့ match မဖြစ်ဘူးပေါ့နော်ကိုလိုချင်တဲ့အရာနဲ့ဒါကိုနဲ့အဲ့တော့ဘာဘလို့လဲနော်လက်ခံမလို့နဲ့ cut off လုပ်ပါကိုကျင်းပစာလို့ပြောရမဟုတ်ဘူးနော်မင်းကကိုပြောရွှင်ဖို့ကိုရရွှင်မှုမမူတီကွာဆိုတော့အဲ EH ပြန်လာလက်ခံတဲ့ဒီချိန်မှာကိုမင်းအနေနဲ့ထပ်ပြီးတော့နာကျင်ရတဲ့ တက်တယ်အဲ့တော့ကိုကိုရိုင်းကကိုယ့်ရဲ့ healing ပုံစံအတိုင်းလေးပဲနေပါဒီချိန်မှာကိုယ့်ကို self love self focus နဲ့နေရမှာဖြစ်တယ်ကိုကိုကို strong ဖြစ်တဲ့မိမတွေမပါပါတယ် strong ဖြစ်တဲ့ယောက်ျားတွေမှလည်းပါတယ် strong ဖြစ်တဲ့ mindset တစ်ခုနဲ့ energy လို့ကဒီအခုကြည့်နေတယ်ဆိုတော့ဒါပေမဲ့ဒီလူပြန်ရောက်လာကြောင့်ဒီ witch ဆိုတဲ့အရာကြီးကြောင့်ကိုကဒီချိန်မှာထက်ခါတကနာကျင်နေရတယ်ဆိုတဲ့ပုံစံမျိုးအဲ့ healing by အနေနဲ့ကเนาะကိုယ့်ရဲ့ life purpose ပုံမှန်ပဲအယုံစိုက်ထားပါ ကိုဘွားဒီချိန်မှာ stable မဖြစ်သေးဘူးဆိုရင် stable ဖြစ်အောင်လုပ်မယ်။ကျန်တာသူ့ကိုလိလူရှူထားလိုက်။အချက်ကဒုတိယဦးစားပေးနေရမှာပဲအမိထားပါ။ကိုကိုရန်ဒီအချက်ကြောင့်နာကျင်နေရမျိုးလမ်းပြောင်းနေရမျိုးမလုပ်နဲ့။အဲ့လိုနာကျင်နေရအချက်ကြောင့်လမ်းပြောင်းနေရဆိုတာကိုကိုကိုပထမဦးစားပေးနေရမှာမထားလို့ဆိုတော့ပြောချင်တာကဒါကိုကိုကိုဒါအခုလက်ရှိနောက်ဖြစ်မဲ့ energy ကကိုကိုကိုချစ်တတ်မယ်။ကိုကိုကိုပဲ focus လုပ်မယ်။ဒါပေမဲ့ ပေါ့နော်ဒါဒီအချစ်လွန်တာမျိုးတော့မဖြစ်စေနဲ့ပေါ့နော်ဒါဒါနည်းနည်းလေးဒါမဲမှာ ego ရဲ့မာနရရှိတယ်အဲဒါမဲ့အဲအချစ်လွန်တာကြောင့်လူပြောရင်နာကျင်ရတတ်တယ်ဆိုတော့ဒါအဓိကသူများကိုချစ်မပေးနဲ့ကိုယ့်ကိုယ်ပဲအချစ်လွန်တာကိစ္စမရှိဘူးကိုယ့်ကိုယ်ပဲချစ်ကိုယ့်ကိုယ်ပဲကာကွယ်ကိုယ့်ကိုယ်ပဲစီရင်ထားထားတော့ပြီးတော့ကိုယ်ဒီငွေလက်ငွေဝင်မဲ့လမ်းကြောင်းတစ်ခုကိုယ့်ရဲ့ life purpose တစ်ခုပေါ်မှာဆက်ချက် တကွက်ဒီလမ်းမသွားရမှာဒီအရာကြီးကိုနောက်ပြန်လဲမကြည့်နေတော့ကိုရှိမှ new began ni energy ရယ်ကောင်းတဲ့ energy ရှိနေပြီအဲ့တော့အခုချိန်မှာကိုကဒီ energy ဖြစ်နေရဆိုရင်ဒီ energy တိုင်းပြန်နေမယ်ပြန်နေပြီးတော့ကိုကဒီ light bubbles အတိုင်းမှာဆက်သွားမယ်အဲ့လိုပဲလို့မင်းနေနေတာဒီချိန်မှာဘာဖြစ်လို့ဖြစ်ရှင်မှမသိဘူးကိုနေနေတာရွေးချယ်စရာမရှိဘူးလမ်းပြောင်းနေတယ်လို့ထင်နေတယ်ဒါ laboratory ပြောတဲ့အတိုင်းတော့ပါဒီအရာကြီးကိုမေးထားလိုက်တော့နော် ဒီအရာကြီးဒီနာကျင်ကိုယ်ထက်ကထက်ကနာကျင်ပေးတဲ့သူကိုမိထားလိုက်တော့လုံးဝမိထားလိုက်တယ်ဆိုရတယ်မိဖို့တချို့မဖြစ်နိုင်ဘူးကောနော်အဲ့တော့လစ်လူရှူထားလိုက်သူပါလုံးလုံးသူဘသူနဲ့ပဲတွဲတွဲသူကိုယ်စီကိုပါရပဲလာပြောပြောကိုနဲ့မဆိုင်တော့ဘူးငကလေးလှုပ်ထားလိုက်အဲ့တော့ သူ့ကိုလစ်လို့ရှူလိုက်ကွာနာကျင်စရာမယူတော့ဘူးကွာအဲ့တော့ဒါဒီချိန်မှာသူ့ကိုလစ်လို့ရှူထားလိုက်သူ့ကိုခနာခောက်ထားလိုက်ပြီးတော့ကွာဒီချိန်မှာကိုကိုကိုကအာယုံဆိုင်မယ်အရင်အထက်ပို့ပြီးတော့လှအောင်နေမယ်အဲကိုကိုကိုတေချာဘောင်ဒရီလေးတစ်ခုထားမယ်နော်ဒါကိုကိုပြောအောင်နေမယ်ကိုဘော်ရဲမှာကွာမိဘဝင်ချင်မှကြည်လိုက်ကိုပြောစရာအများကြီးပဲကိုကိုတိုင်းမပြောနေဘူးဆိုကြတဲ့ကိုအသုံးမချလို့ပေါ့ဘာလို့အသုံးမချလဲကိုကိုမချစ်တတ်လို့ပေါ့နော်လမ်းပြောင်းနေတဲ့သူများရပြောရဲကိုကမပြောဘူးဘာလို့လဲကိုရဲ့အတွေးကြောင့်ကိုဖြစ်နေတာ အဓိကအရာကိုယ့်ရဲ့အတွေ့အကြုံကိုဖြစ်နေတာသူများဘသူဘသူဘယောကကြောင့်မကောမပြောနေရမဟုတ်ဘူးတခြားရိုးရှင်းလေးစဉ်းစားမယ်ဆိုရင်ကိုကဒီအရာကြီးကိုတွေးနေလို့မပြောတဲ့အရာအစမပြေအရာပဲထခါထခါတွေးနေလို့ကိုကမပြောတော့ဆိုတော့အဲ့ mindset တွေအကုန်ပြန်ချိန်မယ်ကိုယ့်ကိုအတုံးချအောင်နေမယ်သူဖြစ်ရရိုးတန်းအောင်နေမယ်ကိုယ့်ကိုပြောအောင်နေမယ်ပြပတ်ဝင်ချင်းမပြောစရာအများကြီးပဲအခွင့်အရေးလည်းအများကြီးရှိရဲ့အဓိကလှုပ်ရှင်တဲ့စိတ်စူးစမ်းခြင်းတဲ့စိတ်ပဲရှိတာ အဲ့တော့ဒီအခြေအမှအချိန်ကုန်နေတဲ့အခြေအမှအချိန်ကုန်လိုက်ရင်ဒီလေးဖြစ်သွားကြွဲ့ပေါ့ကကြွဲ့ဒါနောက်ကလူတွေပေါ့နော်ကြော်တက်သွားမှာ strong mindset ဖြစ်တဲ့သူတွေကကိုနောက်ကနေကြော်တက်သွားမှာဝင်ဝင်တစ်ခုနဲ့သူတို့ stable ဖြစ်နေမှာကွာဒီအခြေအမှပိတ်မိနေပြီးတော့နော်ဒါ energy down နေပြီးတော့ကွာသူတို့ထဲနောက်ကျန်နောက်ကျကျန်နေခဲ့မှာဆိုတော့အဲ့လိုမျိုးမလုပ်ပါနဲ့ဟောကိုကို energy ကို strong ဖြစ်အောင်မနေပါအရာရာအရှုံးပေးရသူမဖြစ်ပါစေနဲ့ဟောအဲ့ဒီအခြေအမှပေါ်ပြတ်တဲ့ ူတွေတည်းမှာကိုမပါပါစင်းတဲ့အဲ့တော့ဒီအချိန်မှာကိုယ့်ကိုဒီလိုမျိုး energy လေးဖြစ်အောင်ဒီမှာကြည့်လိုက်ကက်ကလေးကိုကြည့်လိုက်เนาะဒီခွက်ကလေးကိုခြင်ပြီးတော့ဒါဒီခွက်ကလေးကိုအာယုံဆိုင်နေเนาะဒီ queen mindset ပေါ့နော်ဆိုတော့ဒါဒီအချိန်မှာ queen mindset ဆိုတဲ့အတိုင်းကိုယ့်ကိုချစ်ရမယ်ချစ်တဲ့အတိုင်းပေါ့နော်နေတတ်ရမယ် attachment နေလုတ်ကင်းတဲ့ချစ်ရှင်မြတ်တာတစ်ခုကိုချစ်တတ်ရမယ် အဒီချိန်မှာဒါ main payment နေဆိုတာဒီ attachment တွေကြောင့်တော့ဒီ comment တွေကြောင့် payment နေရဆိုတော့အဲ့အရာရော neglect လုပ်ထားမယ်ကိုပေါ့ကိုပေါ့ကိုရွေးချယ်ပိုင်လို့ရှိဟုတ်တယ်မလားအဲ့တော့ဒါ strong ဖြစ်တဲ့ mindset တွေနဲ့ queen mood တွေနဲ့နေမယ် queen mood on ထားမယ်ကိုပေါ့ထဲမှာဒါတချို့မင်္ဂလေးဆိုရင်ရှိမယ်ပေါ့နော်ဘသူမှမတန်ဘူးဆိုပြီးတွေးထားလိုက်ဟာမတန်ဘူးဆိုပြီးတွေးထားလိုက်ကိုတော့ဘသူမှမတန်ကိုလည်းဘသူမှမတော့ ရလိုက်ဒါခွင်းမှုပဲကွာအဲ့ချိန်မှာအဲ့လိုကိုယ်သာ strong mindset ဖြစ်ဖြစ်နဲ့ဒါတွေးထားမယ်ဆိုရင်ဒါကိုယ်ဒီလိုနာကျင်ခြင်းတွေဖြစ်လာမှာမဟုတ်တော့ကိုယ် level တွေကိုယ်ရံလဲအဲ့ strong mindset နဲ့ heal ဖြစ်ခဲ့ရပါတော့ဆိုအဲ့လိုလေးပဲဖြစ်စေချင်တယ်အခြေအေးမှာအခြေမကုန်နဲ့အရင်ကြီးနှောင့်နေသွားလိမ့်မယ်ကိုကွာဒီချိန်မှာကိုက new begin နေသွားမယ်လမ်းကြောင်းတစ်ခုရှိနေပြီကွာအဲ့ဒီ universe ကလည်းမင်းကိုလမ်းကြောင်းတစ်ခုပေးလာဖို့ရှိတယ် ငွေကြီးနဲ့ပတ်သက်တဲ့ advantage ငွေကြီးနဲ့ပတ်သက်တဲ့လမ်းကြောင်းတစ်ခုငွေကြီးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတစ်ခုမင်းစီကိုပေးလာမှာအမင်းကဒီ energy လေးနဲ့လှုပ်ဖြောင်းသွားဖို့ပဲဟုတ်ရောသူနဲ့ဒါဆိုရင်ဆိုရအတွေ့ရလတ်လို့ရှာလာဒါဒီ reading ကဒီ reading ကဒါဒီချိန်မှာ나진နေရဲ့သူတွေလက်ပြောင်းနေရဲ့သူတွေတော်တော်အကျုံးဝင်မှာပေါ့နော်တချို့ကျတော့ဒါ energy strong ဖြစ်နေပြီသားသူတွေဆိုရင်တော့ energy match ဖြစ်ချက်မှာဖြစ်မယ်ဒါပေမဲ့အဲ့အတွက်ဒီ weak ဖြစ်နေတဲ့သူတွေအတွက်ကျတော့ဒီက အဆင်ပြေတာပေါ့အဲ့တော့ဒီမှာတလဘာကလေးကြာထားတယ်နော်ဆိုတော့အချစ်အိမ်မှာတဖန်တော့ပြန်အဆင်ပြေလာမှာပါနော်အဆင်ပြေလာမှာဒါပေမဲ့အရန်ကြီးကောင်းတဲ့ထဲမှာတော့မပါဘူးကိုယ့်ရဲ့ EX နဲ့ဆက်လန်ကအရန်ကြီးအဆင်ပြေလှပါပြီဆိုတော့လမ်းကြောင်းတစ်ခုပေါ့ Universe ကချပေးထားတဲ့ဒီပိုင်း timing ပေါ်တော့မဟုတ်သေးဘူးအနောက်ရှက်အခက်ခဲရတော့ရှိနေသေးရဲ့ကာမဲဝေကျွေးချီနဲ့ပတ်သက်တဲ့ကာမဲဝေကျွေးရတယ်တိတ်မချီသေးဘူးဆိုတော့ဒါပေါ့နော် mindset ပြောင်းမှရမယ် message ပြောင်းပြီး healing လုပ်မှရမှာအဲ့တော့ဒီ reading ကြည့်နေတူရတာနည်းနည်းပေါ့နော် so mate dream flame အဲ့အဲ့လိုမျိုး connection ရှိတဲ့သူတွေ so connection ရှိတဲ့သူတွေဒီ reading လာကြည့်နေရမယ်ဒီကိုယ့်ရဲ့ soul ကိုအနေအနေငယ်ပင်ပန်းနေတဲ့သူလေးပေါ့နော် aura ကလာလက်ကြနေမှိန်နေအဲ့ဒါလေးမြင်နေဒီဝေကျွေးကြောင်ပေါ့နော်ဒီဝေကျွေးနဲ့ကိုကမယုံထွက်နိုင်တူအဲ့ဝေကျွေးဆိုတာဒါလောင်းထားရဲ့အနေနဲ့ဒါဝေကျွေးကိုဝေကျွေးလို့မတတ်မှဘူး lesson လို့ပဲတတ်မှတ်တယ် ကိုကအဲ့ဝစ်ကြွေးဆိုတာကောင်းနိုင်ပဲဖြစ်မကောင်းနိုင်ဖြစ်ကိုက lesson သင်ယူရမှာကွာအဲ့အရာကိုကသင်ယူပြီးရှေ့ဆက်သွားမှာပဲ keep going ပဲငါကြောင့်ဘာလို့လောက်ဝစ်ကြွေးတွေများနေရလဲငါကြောင့်ဘာလို့ဒီလောက်ဘာလို့အချိန်မှာ cancel နေရလဲ no အဲ့ mindset တွေမသွင်းနဲ့အချိန်မှာကိုက lesson နဲ့သင်ယူစရာရှိရတယ်သင်ယူမယ်အဲ့သင်ယူစရာရှိရသင်ယူပြီးရင်ကိုထွက်ကိုအတွက်နောက်ထပ်ကောင်းတဲ့အချိန် lesson တွေလာမှာပဲအဲ့အဲ့လိုပဲတွေးတာအမရိုင်းရဲ့အဲ့လိုပဲတွေးတာ အဲအခုအချိန်နေတော်တွင်းမှာတော့ဒါ energy ကစိတ်မရှိဘူးเนาะဒါစိတ်မကြည်ဘူးနေရမပြောဘူးဘသူ့ကိုမဲချင်လို့မဲချင်နေမှမသိဘူးတွေးရတောင်ရောက်များရောက်နေဖြစ်နေတာကိုယ့်ကို focus မလုပ်နိုင်ဘူးကိုယ့်ကို focus လုပ်ရမယ်မသိရဲ့ဒါမှမလုပ်နိုင်တာအတွေးတွေကတောင်ရောက်များရောက်ရောက်နေအဲ့ကိုကိုတကယ် focus လုပ်နိုင်တဲ့သူကလေဘာတွေးမှမတွေးတော့ကို အချိန်ကြာတိုင်းမှသွားနေရငါဒီချိန်ဒီချိန်မှငါဘာလုပ်မလဲဘယ်ဘယ်သွားမလဲဘာစားမလဲဘာလုပ်မလဲဒါကိုကိုကို energy နဲ့ကိုရှိနေရဒီ reading ကြည့်ရတူတွေကအဲ့လို energy နဲ့ရောဖြစ်လာလိမ့်မယ်အဲ့လို energy ကိုရအောင်စူးစမ်းပြီးနေနေရတူတွေပါတယ်သွားရမယ် new weekend ဒါပေမဲ့ဒီချိန်မှာစိတ်မရှိစိတ်မကြည့်ရဒီသွားမယ်လမ်းကြောင်းတစ်ခုမှလမ်းခုလမ်းမှာကြန့်ကြာနေတဲ့ပုံစံမျိုးပေါ့နော်အဲဆိုတော့ဒါ healer basis တွေရော များသွားရတဲ့တူတွေအဲ့တော့မင်းမျောလင့်ထားတဲ့ x နဲ့က အရန်ကြီးရောအစင်မပြေနိုင်ဘူးမင်းတို့လည်းအခြေစံစံကမဖြောင့်ဖြူးနိုင်သေးဘူးအဲဒီကိုကိုချစ်ပြီးကိုကို focus လုပ်နိုင်မှာပဲခྱི་ပေါ့မယ်မင်းကြောက်တဲ့ရှေ့ဆက်သွားမယ်ခྱི་ပဲညောက်ညောက်ကြောင်ကအနောက်ရှက်များနေရဲ့အဲ့တော့အဲ့အရာကိုလက်လွတ်ပြီးမှကိုကရှေ့ဆက်သွားမှာပဲအောင်မြင်တယ်မှာ ESO source ကြားထားတယ်ကြောက်ထဲပဲရှိဆက်ပါကွာ EX ကိုလက်လွတ်လိုက်ပါကို့အနေနဲ့ EX တက်တာတဲ့ new weekend ကို ဒါအချိန်တန်ရလာမှာပါဒီချိန်မှာတော့ EH နဲ့ပတ်သက်ပြီးနာကျင်နေရဖြစ်တဲ့အတွက်ကြောင့်နောက် visa ထားရမျိုးတွေဒါတခြားသူအစားထိုးရမျိုးတွေမလုပ်နိုင်ဘူးပေါ့နော်ဒါမစင်မပြေတတ်ဘူးနော်အချိန်မှာဒါမင်းနေနဲ့နှလုံးသားမှာတန်ရတစ်ခုရှိသွားပြီပါအဲ့တော့ တခြားဒါဒီကြောင်းနဲ့မကောင်းလို့နောက်တစ်ယောက်ကိုပြောင်းတွက်လိုက်ပြီဆိုရင်လည်းဒါနောက်တစ်ယောက်နဲ့ပတ်သက်ပြီး blockage တွေကရှိလာနိုင်တယ်အဲ့တော့ဒီချိန်မှာတယောက်တည်းနေပြီး healing ပဲလုပ်ပါအောင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းလေးပဲဖြစ်ဖြစ်တယောက်တည်းနေကြည့်စမ်းပါတယောက်တည်းနေရကောင်းလိုက်တာဆိုရင်အရာသာခံစားကြည့်စမ်းပါအချက်ကလိုရနော်တကယ်အချစ်ကလိုတယ်တိုင်မီဖြစ်ပက်လည်းလိုတယ်ဒါပေမဲ့အဲ့အဲ့ပါရမီဖြစ်ပက်ဒီအချစ်တွေမရခင်ဆက်ကြကိုယ့်ဘဝရမှာကောင်းလာရင်မရောက်လာခင်ဆက်ကြကိုယ်ကောင်းလာရင်ပဲထိုက်တန်တာ ਉਹ ဆိုတော့ ကောင်းလာရင်ပဲထိုက်တန်တဲ့အတွက်ကောင်းလာရင်ကိုစောင့်မယ်ကောင်းလာရင်မြောက်လာခင်မှာကိုယ်ကတယောက်တည်းအဆင်ပြေအောင်နေမယ်အဲ့ဒါပဲဘယ်လိုပဲတွေးထားရမယ်နော်ရောက်လာမှသူ့ချိန်နဲ့သူ right time ဆိုတာရှိရယ်ကိုယ်ကကောင်းနေနေသေးကိုယ်စီကောင်းလာရင်ရောက်လာမှာပဲကွာ energy သဘောတရားရအဲ့တော့ကိုယ့်ဘက်ကကောင်းကောင်းလေးနေပေးမယ်အတွေးကောင်းလေးတွေတွေးမယ်ဆိုပြီးနေကိုယ့်အစီကံကောင်းတဲ့အခြေရောက်လာမှာခုချိန်မှာဘာလို့မရောက်လာသေးရလဲအချိန်မတန်သေးလို့အဲကိုယ်ကကောင်းလာရင်ပဲထိုက်တန်တဲ့အတွက်ကိုယ့်စီဝင်လာတဲ့သူတွေအကုန်လုံးပေါ့နော် အဲဒါကိုပေါ်မှာလုံးဝကြီးကိုသတ်မှတ်ထားတဲ့ standard တွေနဲ့မညီဘူးဆိုရင် cut off လုပ်လိုက်ကိုကသတ်မှတ်ထားတဲ့စံချိန်စံနှုန်းနဲ့သူနဲ့ရဖို့ပဲထိုက်တယ်ဟုတ်တယ်မလားအဲ့လို mindset ပြင်းပြင်းထန်ထန်ထားသမှာကွာနော်အလုံးတော်ထိုက်တာတယောက်ထဲနေမှာတော့မဟုတ်ဘူးအခုချိန်မှာတော့ဒါတယောက်ထဲပေါ့ဒါမှတယောက်ထဲနေမှာတော့မဟုတ်ဘူးအခုချိန်မှာတယောက်တည်းနေရာအရာသာပြောနေတယ်။ဒါပေမဲ့ viper စင်ကိုလည်းစောင့်နေတယ်။ viper စင်ဆိုတာမျိုးထက်တာကိုကအခုဒီချိန်မှာကောင်းနိုင်ရယ်လုံးနေတယ်။ နော်ကောင်းကောင်းလေးပဲ mindset ကနေနေဆိုတော့ကိုယ်စီကောင်းလာရောက်ကောင်းတဲ့သူရောက်လာမယ်လို့မျှော်လင့်နေတကယ်လည်းရောက်လာမှာပဲအဲ့ဒါပဲမဲ့အဲ့ရောက်လာခြင်းစัจ java ကိုဒါအရန်ကြီးပေါ့နော်ဒါဒီမကောင်းတဲ့သူကြီးဆက်ကွင်းနေရလွတ်အောင်လွတ်အောင်နေနေခုခုပြောအောင်နေနေအင်ဂျယ် message ကြည့်ကြည့်အောင်အင်ဂျယ်ရီကဘာပြောထားလဲအချိန်မှာပဲတွေ့တွေ့ပေါ့နော်ဂျူရီကအကြောင်းဝင်ပါတယ် timeless reason မှာ ကိုအင်ဂျင်အဆောင်လျှောက်ကိုအဆောင်လျှောက်တွေကကိုဘာပြောချင်လဲဒီဗီဒီယိုကြည့်နေတဲ့သူတွေအဆောင်လျှောက်ကအမှားစကားဘယ်လိုမျိုးဖြစ်မလဲ It's up to you okay မင်းပေါ်မှာပဲမူတည်ရဲ့အဲ့တော့အတွေးကောင်းတယ်တွေးတွေးအတွေးမကောင်းတယ်တွေးတွေးပေါ့နော်မင်းပေါ်မှာအမှုကြီးရဲ့တွေးကောင်းတယ်တွေးလာရဲ့ဒါမင်းစီကိုနော်ကောင်းတာရောက်လာမှာပဲအဲ့တော့အကုန်လုံးမင်းပေါ်မှာအမှုကြီးနေကြီးချောနေရ ်အမင်းရဲ့ self journey ပဲဖြစ်ဖြစ်เนาะ healing journey ပဲဖြစ်ဖြစ်မင်းပေါ်မှာမူတည်နေရဲ့ဒီမှာ no လို့ပြောထားတယ်အာ no လည်းပြောတယ်ပါအောင် no no လို့ပြောရတယ်လို့မပြောတတ်ဘူးအဲ့ဒီချိန်မှာစိတ်တွေရှုပ်နေတဲ့ဒါမျိုးပေါ့နော်ကိုယ်အနေနဲ့ဒါအတွေးအရများနေတာမျိုးဆိုရင်ကိုယ်အနေနဲ့ဒီချိန်မှာအဖြေလိုချင်တယ်အဲ့တော့ဒီ သိုးကနေရှင်ကြည့်နေတဲ့သူတွေဆိုတာ healing လုပ်နေတဲ့သူတွေလည်းပါမှာပါဆိုတော့ဒီချိန်မှာကို healing နဲ့ပတ်သက်ပြီးတော့လက်ပြောင်းနေရင်ကိုဘာကြောင့်လိုမျိုးဖြစ်နေရလဲကိုရဲ့အတွင်းနဲ့အရာတခြားပြန်သိရှင် meditation လုပ်ပါတဲ့အော် mental ကောင်းမွန်တဲ့အခွင့်အလမ်းတွေရောက်လာဖို့ရှိတယ်။ mental အခွင့်အလမ်းတော့ရောက်လာမှာ abundance အခွင့်အလမ်းတွေရောက်လာမှာအဲဒါပေမဲ့အဲ့ abundance အခွင့်အလမ်းတွေနော်ဖြစ်မြောက်လာဖို့ဆိုတာမင်းပေါ်မှာမူတည်ရဲ့ အမေကနိုးလို့တွေးလိုက်တာနိုးလို့တွေးလိုက်တာနဲ့နိုးဖြစ်မှာအမေက yes လို့တွေးလိုက်တာနဲ့ yes ဖြစ်မှာမင်းပေါ်မှာမူတည်ရယ်ဆိုပုံစံမျိုးပြောထားတာပါ agent message ကเนาะအဲ့ဟုတ်ပြီဒီနေ့က x နဲ့ပတ်သက်တဲ့ reading အမစကားလေးနည်းနည်းပြောပြသွားရယ်အဓိကဒါ inventory အနေနဲ့အခုချိန်မှာ energy ကောင်းကောင်းနဲ့ strong mindset ဖြစ်ဖြစ်နေနေနေရကြောင့်ကိုယ့်ရဲ့ follower လေးတွေကိုလည်း strong mindset နဲ့ဖြစ်စေချင်တယ်အဲ့တော့ဒါ ချို့မင်္ဂလေးဆိုလဲအဲ့လိုအချိချောင်ပူလောင်နေရမျိုးမကြိုက်ဘူးကွနော်အရင်တော့လည်းကိုကိုရအချိချောင်ပူလောင်ပြီးတော့ဒါဒီအချစ်တန်ကြာရဲမှာပဲလဲနေကြာလာပြီအခုနောက်ပိုင်းအဲ့ရင်ဖြစ်တော့ပြင်းနေကိုကကိုကိုလှုပ်ရှားရှိရလှုပ်တယ်ကွဲပွားပေါ်မှာကိုရဲ့ဒီလှုပ်ရှားရှိရအလုပ်တွေနော်ဒီ life purpose ပေါ်ဒါကိုရဲ့ဒီ life goal ပေါ်နော်အဲ့ဒီပေါ်မှာပဲအရင်စိုက်တဲ့ကြံစည်ပါမတွေ့တော့အဲ့တော့ကိုရဲ့ follower လေးတွေကိုလည်းအဲ့လိုပဲနေရှင်တယ် เนาะဒီ connection အစွဲရေမထားနဲ့ဒီချစ်တဲ့အစွဲရေဒီမထားနဲ့ပြီးတော့ဒီလောကကြီးဒီလောကကြီးရဲ့မှာနေရာခဏပဲဖြစ်ပြီးပြန်มาပဲအောက်ပိုင်းမျောလင်းနေတရားလေးเนาะဒါပဲပြောချင်တယ်ဆိုတော့ဒါဒီနေ့ရောကျေးဇူးများကြီးတင်ပါတယ်နောက်ထပ် reading နေမှာပြန်တွေ့မှာเนาะ bye bye